အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်မေလတရက်ကြာသပတေးညနေခင်းစီရီတရင်သုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်အမှတ်69ချင်းညံတက်မှာဌာနချုပ်ဟာအန်းကိုထိုးစစ်ဆင်မှုအရေးဖြစ်နိုင်ပါမည်လောနိုင်ရံမှာအမှတ်69ချင်းညံတက်မှာဌာနချုပ်ရဲ့ဒုတက်မှာမှုကအခန်းစစ်ကိုကိုယ်ကဲနေတာဖြစ်ပါတယ် ဒေသခံသတင်းရင်းမြစ်တွေကတော့ခုံစည်းရိုးထိပြန်လဲထိုးစစ်ဆင်မှုနိုင်ရီကန်တောင်ကြီးမှာစုဖွဲ့ပြင်ဆင်နေတယ်လို့ဆိုကြပါတယ်။ဇာမြန်တိုင်းစစ်ကိုဥဆောင်မှာကတောင်ခန်းခန်းစစ်ကိုကြမ်းကြမ်းခံခဲ့သူအမှတ်905အမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်ကိုကြောင်းရွှေ့ရောက်ရှိလာတဲ့အမြောက်စစ်စင်ရေးကိုကဲရေးမှုဗိုလ်မှူးချုပ်နိုင်ဦးကခေါင်းဆောင်မဲ့ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။အမြောက်စစ်စင်ရေးကိုကဲမှုတွေဟာပုံမှန်အားဖြင့်ဂိမ်းဘောတွေဖြစ်ကြပါတယ်။ ။တောင်းခန်းကကံကောင်းလို့မတည်ခဲ့တဲ့အမျိုးဆက်စင်ကိုကဲမှုကိုစွန့်ရီဘွဲတိစွန့်ကျဲတာလည်းမတွေ့လိုက်ရဘူးဖြစ်ပါတယ်။တကယ်တမ်းဆိုရင်အမျိုးဆက်စင်ကိုကဲမှုကိုနိုင်ရကမှာပြစ်ကူပေးခံစစ်စင်စီပြီးဒုတိယတမမှုကသာတိုက်စစ်ကိုဦးစီးရမှာဖြစ်ပါတယ်။ထောက်ရရင်နိုင်ရကမကြသေးရင်မနေချာကန်နေရတဲ့အမှတ်69ချင်းမြန်တမဌာနချုပ်ရဲ့ကျိုးပေါ်ကိုထပ်တိုးလာမယ်ဆိုတဲ့စီမံချက်ဟာအထက်ကိုဖတ်လို့ကောင်းရေးရဲ့ သင်ပြချက်များတာဖြစ်ပါလိမ့်မယ်တကယ်မြေပြင်မှာနိုင်ငံစခန်းရဲ့ကာကင်းစခန်းဖြစ်တဲ့ဗစီယွာစခန်းကိုအင်အားဖြည့်ဖို့ထွက်လာတဲ့အင်အား20ခန်းရှိတဲ့စစ်ကြောင်းကိုကြားပြတိုက်ခိုက်ရမှာမက်ဆီ6စီးနဲ့လက်နက်ငယ်6လက်သိမ်းပိုက်ရရှိခဲ့ပါတယ်ဗစီယွာဖုံးအကြောင်းမှာအမှ69ချင်းမြန်တပ်မဌာနချုပ်ကထုံနှုတ်တက်တွေအပြင်ကပ္ပစာနှစ်ကပ္ပစာ30ကပ္ပစာ73နဲ့ကပ္ပစာ14ကစူပေါင်းဆက်ပေါင်းအင်အား130ခန့်အခြေပြုတက်ဆွဲထားတာဖြစ်ပြီးယခုချိန်မှခံရရတဲ့အဖွဲကတော့ မတ်ဆက်တုံးကာကွယ်ရေးပစ္စည်းစက်ရုံကထုတ်လုပ်ရေးတပ်သားတွေဖြစ်ပါတယ်။မခွေတိုင်းဒေသကြီးပခုတ်ကူခရိုင်ချင်းလင်းမြို့နယ်ထဲမှာလှုပ်ရှားနေတဲ့စစ်ကြောင်းတွေကိုအထက်ဌာနကနေအစီရင်တစ်ခုလုပ်ကင်ဆောင်ရွက်ဖို့အမိန့်တစ်ခုရောက်လာပါတယ်။ရောက်ရရမှာကန့်ငွန်ညွန့်15ညွန့်နဲ့ဇီးယိုဖျားဆွန်းတော်ကဲ့ရန်ဖြစ်ပါတယ်။ဇမန်နေ့မွန်လွယ်ပိုင်းကတော့မြကြီးနားလေးရဲ့စခန်းဌာနချုပ်ကိုတရားခွန်မမရှော့တိုက်ဒုံးနဲ့ပြစ်ခတ်ခံရပြီးသုံးတရားထိခိုက်မှုမရှိကြောင်းစစ်ကောင်စီဘက်ကထုတ်ပြန်လာပါတယ်။လေဒါစခန်းဌာနချုပ်ထဲ ။ရောက်ဖူးသူတွေတိကျမှာဖြစ်ပါတယ်။လင်းဟန်လာတွေဆိုတာအကြီးကြီးတွေဖြစ်ပြီးပြင်မလွဲပြင်မှတ်ကြီးတွေဖြစ်ပါတယ်။လင်းမြန်ထိခိုက်မှုမရှိဆိုတာဖြစ်နိုင်ခြင်းရှိပေမဲ့လေလံထဲကြားရောက်ပေါက်ကွဲပြီးထိခိုက်မှုမရှိဆိုတာကတော့ဗျောင်ကြာလုံးနဲ့လို့ဆိုရမှာဖြစ်ပါတယ်။အရာခေါ်နံပေါင်းလေးလားလို့ခေါ်တဲ့မြစည်းနားလေးတဲ့ဟာမြို့ဝင်မော်ဖောင်းရမှာတရှိတာဖြစ်ပါတယ်။ချမ်းမြောက်မြို့တော်လားရှိုးမှာတော့ဇနေ့နေ့ပိုင်းမှာစင်နဂေါဟိုတယ်ရှိကိုအသွားလာကန့်သတ်ထားတာတွေ့ရပါတယ်။ စစ်စစ်ရေးထူးဖွဲ့မှုနဲ့တိုင်းမှုအခြေပြုနေရာကိုမသိရှိရသေးပေမဲ့စေဦးစီးမှုပထမရန်နဲ့ဦးစီးအဖွဲ့ကလာရှိုးတက်ကတူမှာညအိတ်အခြေပြုပါတယ်စစ်သက်ဆိုင်ရာအုပ်ချုပ်မှုလူနေအစာအုပ်တွေကတော့ရှင်းလင်းရေးလောက်ကင်နေရာသေးတာဖြစ်ပါတယ်ခြေထဲမှာတော့ပြောနေကြတယ်လို့သိရပါတယ်အကျန်းဖဲအားပေးကိုကန့်အားပေးတွေကိုခြေမုံပြင်မယ်လာဘက်6လအတွင်းလာရှိုးပပတ်လေကိုပြန်လဲသိမ့်ပတ်ရောက်ပြမယ်ဆိုပြီးကြွေးကြော်နေတာဖြစ်ပါတယ်အနာမှာရှိတဲ့ ဒေသခံပြည်သူတွေမရေမိပါစေနဲ့အန္တရာယ်အများများပါတယ်။ကရင်ီမိုးပြဲအထူးသတိထားရမယ့်အနေအထားရှိပါတယ်။ကရန်သုံးတွင်ကအမှတ်85ခြေလက်တိုင်ရင်အမှတ်431ခြေပြန်တိုင်ရင်နဲ့အမှတ်71ခြေပြန်တမဌာနချုပ်လက်အောက်ခံတက်ဖြစ်တဲ့အမှတ်214ခြေပြန်တိုင်ရင်ရှန်ကရအဆက်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။အမှတ်214ခြေပြန်တိုင်ရင်ဟာဒီလိုတမတော်လေးလမ်းလျှောက်ပွဲလုံခြုံရေးအတွက်ရောက်ရှိနေတာဖြစ်ပြီးဆွဲဆားခံလိုက်ရတာဖြစ်ပါတယ်။ကရန်သုံးတွင်မှာ အမှတ်431ခြေမြန်တပ်ရင်းတရင်တာကြံရှိတာဖြစ်ပြီးဘောခထနဲ့လေလူခေါင်မှာစခန်းထိုင်နေရတာဖြစ်ပါတယ်။သိပြီးစိုးရင်စရာတော့မရှိပြန်ပါဘူး။အမှတ်85ခြေလင်တပ်ရင်းဟာဆိုရင်အင်အား56ရောက်ကြံနေရင်ကလည်း40နဲ့50ကြားတာပါရှိတာဖြစ်ပါတယ်။ကျုပ်ကမှာတော့အဲ့ဒီတိုင်းသုံးရင်ကိုတက်တီတက်လို့သတင်းပေါက်မှာဆိုးလို့မိသားစုတွေနဲ့တယ်လီဖုန်းဆက်သွယ်ခွင့်ပိတ်ပင်တားမြစ်လိုက်ပြီးဖြစ်ပါတယ်။ တောင်ကေတုမတိလေတာစကန်းဌာနချုပ်ကိုတရားခွန်မှမှရှော့တိုက်ထုံးတွေနဲ့အအောင်မြင်မြင်ပြည့်စွင်ထားနိုင်ခဲ့တာရှိပါတယ်။တောင်မိုင်းတိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုကတော့ခေါင်းကျိနေတော့ပြီဖြစ်ပါတယ်။နှစ်ရက်ဆက်တိုက်ကြီးဆိုတော့လွန်လွန်းတာပေါ့ဗျာ။လက်လို့ခဲ့ရတဲ့မြို့တွေကိုတမြို့မကြံပြန်သိမ့်မယ်ဆိုတဲ့ရခိုင်နှစ်ခုကန်ယခုသုံးခုကန်ကြီးရည်လေးညှိနှိုင်းကိုကဲရမှုဗိုလ်ချုပ်ကြီးကြော်သွားလင်းချုံသွားလိုက်ပါတယ်။ဗိုလ်ချုပ်ကြီးအပွင့်တင်ပြီးပြီးချင်းမှာဆရာသမားအကြိုက်ဖိန်လုံးထုတ်လိုက်တာဖြစ်ပါတယ်။ အလဲပိုင်းတိုင်းစစ်ဌာနချုပ်စစ်တမ်းမှုလုပ်ခဲ့စဉ်အငဲဆုံးစစ်ဘုံချုပ်တရားအဖြစ်စည်းရင်းဝင်ခဲ့ပြီးမကြာခင်မှာပဲစစ်ထောက်ချုပ်နဲ့စစ်ဦးစီးအရာကြီးလုပ်ကြီးနေရာနှစ်ခုကိုရာဇူးရယူထားခဲ့တာဖြစ်ပါတယ်။စစ်ရေးအတွက်ကြောင့်ဆိုလို့ရွှေရကုံဘုရားလုံချုံရေးတို့ဖိဒါဟိုတယ်လုံချုံရေးတို့လောက်ကသာစွမ်းစွမ်းတမန်ဆောင်ရွက်ခဲ့ဘူးတာဖြစ်ပါတယ်။အရက်ကစကားနဲ့ပြောရရင်ဘာအားသာလုပ်ဘူးလဲ။ဂျွာမီးလောင်တော့ကတခါပြေးမှုတဲ့ဆိုတဲ့လိုပုံကူမျိုးသာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ စားလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိရင်